င်္ဂလာပါခင်ဗျာ2014ခုနှစ်မတ်လပထမပိုင်းအတွက် RBA ရုပ်သံသတင်းမဂ္ဂဇင်းစီစဉ်ကို American ပြောင်းစု Washington DC မြို့တော်ကနေစပြီးတော့ထုတ်လွှင့်နေပါပြီကျွန်တော်ကကြောမဲထုတ်ပါခင်ဗျာ RBA ပတ်စံသတင်းမဂ္ဂဇင်းစီစဉ်ကိုမြန်မာစံတော်ချိန်ည7:00နာရီခွဲကနေ9:00နာရီထိစနေနေ့တိုင်းတင်ဆက်သွားမှာဖြစ်ပြီးတနင်္ဂနွေနေ့မှာနောက်တစ်ချိန်ပြန်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်ဒီတစ်ပတ်စီစဉ်မှာပထမဆုံးတပတ်တွင်ထူးခြားတဲ့မြန်မာသတင်းတွေကိုတင်ပြမှာဖြစ်ပါတယ်အဲဒီနောက်မှာနေစည်းမထဆရာဝန်များဖွဲ့ MSF ဖြင့် လုပ်ငန်းတွေရဆိုင်ဖို့အတွက်ရခိုင်ပြည်နယ်အစိုးရကပြောလိုက်တဲ့အကြောင်းသတင်းပေးပို့ချက်ထုတ်လွှင့်မှာဖြစ်ပါတယ်။အဲဒီနောက်ပြည်တော်စုလွှတ်တော်ကိုလာရောက်လေ့လာတဲ့တကုံတက္ကသိုလ်ဥပဒေဌာနကအကြောင်းသူတွေနဲ့ဒေါ်ဆန်းစုကြည်တွေ့ဆုံတဲ့အကြောင်း2008ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ436ပြင်ဆင်ရေးလူလူဟောပြောပွဲအကြောင်းသတင်းပေးပို့ချက်တွေကိုထုတ်လွှင့်သွားမှာပါ။သမရဦးသိန်းစိန်နဲ့ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တွေတွေ့ဆုံပွဲဥပဒေလေးခုပြဋ္ဌာန်းပေးဖို့အမျိုးဘာသာသာနာစောင့်ရှောက်ရေးအဖွဲ့ကသမရကိုတောင်းဆိုထားတဲ့အကြောင်းတွေကိုထုတ်လွှင့်ပြီးမှာ အခုတစ်ပတ်အတွက်နောက်ဆုံးအစီအစဉ်ဖြစ် RFA ကိုရေးတဲ့စာပေးတဲ့စာအစီအစဉ်ကိုတင်ဆက်သွားမှာဖြစ်ပါတယ်ခင်ဗျာဒီတစ်ပတ်ပထမဆုံးအစီအစဉ်ဖြစ်တစ်ပတ်အတွင်းထူးခြားတဲ့မြန်မာသတင်းတွေကိုထုတ်လွှင့်မှာဖြစ်ပါတယ်ကျွန်တော်တို့ဝိုင်းတော်သားကိုချူတော်ဝါအစီအစဉ်တင်ဆက်ထားပါတယ်ခင်ဗျာမင်္ဂလာပါခင်ဗျာတစ်ပတ်အတွင်းသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ ဥပဒေပြဋ္ဌာန်းတဲ့ဆိုတာလူတွေအချင်းချင်းကြားတဲ့ပြိပခါတွေနဲနဲ့တမျနဲအောင်နဲ့ရှိတဲ့ပြိပခါတွေကိုလည်းအေးအေးချမ်းချမ်းဖြည့်ရှင်းနိုင်အောင်ပြဋ္ဌာန်းရတာဖြစ်ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါက်ဆန်းစုကြည်ကပြည်တော်စုလွှတ်တော်ကိုလာရောက်လေ့လာခဲ့ကြတဲ့ရန်ကုန်တိုင်းဒေသကြီးဒဂုံတက္ကသိုလ်ဥပဒေဌာနကဆရာဆရာမတွေအကြောင်းသူအကြောင်းသားတွေနဲ့ဖေဖော်ဝါရီလ25ရက်နေ့ကတွေ့ဆုံစင်မှာပြောကြားလိုက်ပါတယ်။ဒါအပြင်ဥပဒေတွေဆိုတာအစိုးရအတွက်ဆိုပြီးမြန်မာနိုင်ငံမှာ အယိုးဆွဲသလိုလက်ခံထားကြရောင်းနဲ့တကယ်တော့ဥပဒေဟာလူမှုအတိုင်းအဝိုင်းတစ်ခုလုံးနဲ့သက်ဆိုင်တာဖြစ်ကြောင်းအပြင်ဥပဒေဆိုတာအပြစ်ပေးဖို့မဟုတ်ပဲပညာပေးဖို့အတွက်သာဖြစ်ကြောင်းကိုလည်းဥပဒေအကြောင်းသူအကြောင်းသားတွေကိုဒေါအောင်ဆန်းစုကြည်ကပြောကြားခဲ့ပါဗျာခင်ဗျာသမရာဥဒိတ်စိန်လွှဲပြောင်းပေးပို့လိုက်တဲ့အမျိုးဘာသာသာသနာစောင့်ရှောက်ရေးဥပဒေပြဋ္ဌာန်းပေးရေးကိစ္စနဲ့ပတ်သက်လို့တက်ဆိုင်ရာအစိုးရဝန်ကြီးဌာနတွေကအရင်ဆုံးဥပဒေမူကြမ်းရေးဆွဲပြီးမှသာအစိုးရအဖွဲ့ရဲ့စစ်စစ်ချက်နဲ့ ြန်လည်တင်ပြဖို့ပြည်တော်စုလွတ်တော်နိုင်ကသူရဥရှင်မန်းကဖေဖော်ဝါရီလ29ရက်နေ့ကပြောကြားလိုက်ပါတယ်။တမရရဲ့တဝန်လွှာမှာဥပဒေ၄ရက်မှာကိုယ်ပွဲရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေဟာသာသနာရေးဝန်ကြီးဌာနနဲ့သက်ဆိုင်ပြီးလက်ထက်ထိမ်းရှားခြင်းဆိုင်ရာဥပဒေနဲ့တလင်တမရစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေတို့ဟာပြည်တော်စုတရားလွှတ်တော်ချုပ်ရုံးနဲ့သက်ဆိုင်တဲ့အကြောင်းလူ့ရေးတိုးပွားမှုနှုန်းထိမ့်ညီရေးဆိုင်ရာဥပဒေကတော့လူ့ဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အရာဝန်ကြီးဌာနနဲ့သက်ဆိုင်တယ်လို့ယူဆကြောင်းသူရဥရှင်မန်းကပြောပါတယ် အဲဒါအပြင်ဒီကိစ္စတွေဟာနိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဌာနတို့ပါဝင်တဲ့လူ့ခွင့်ရေးကော်မရှင်နဲ့လည်းဆက်နွယ်သက်ဆိုင်နိုင်တယ်လို့ဆိုပါတယ်ဒီဥပဒေတွေကိုမဖြစ်မနေပြဋ္ဌာန်းပေးဖို့အတွက်အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ဗဟိုဥက္ကဋ္ဌဖြစ်တဲ့နိုင်ငံတော်ဩဝါဒစရိယဗဒန္နတီလောကဘေးဝင်သားကလက်မှတ်ရေးထိုးပြီးဇူလိုင်လ9ရက်နေ့ကစာရေးသားတောင်းဆိုခဲ့တာလို့သမ္မတရဲ့တဝန်တော်ထဲမှာဖော်ပြပါရှိပါရခင်ဗျာ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြည်သူတွေလိုလားတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်လာဖို့အတွက် ပြည်ထောင်စုလွှတ်တော်မှာနေရာအများစုရထားတဲ့တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ကြက်ခိုင်ပုံပြေးပါတီကိုယ်စားလှယ်တွေဝိုင်းဝန်းကြိုးပမ်းပေးကြဖို့88မျိုးဆက်အဖွဲ့ကကိုမင်းစရာကတိုက်တွန်းလိုက်ပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်436ပြင်ဆင်ပေးနေတဲ့ပတ်သက်ပြီးရန်ကုန်ဗဟန်းမြို့နယ်ဘိုးစိမ်မှန်အားကစားကွင်းမှာဖေဖော်ဝါရီလ24ရက်နေ့ကဟောပြောပွဲပြုလုပ်ခဲ့တာပါ။အဲဒီဟောပြောပွဲမှာလယ်သမားအခွင့်အရေးဆောင်ရွက်နေသူတွေဖြစ်တဲ့ဦးဝင်းချူ၊ကိုဝေလူနဲ့ဗိုလ်ကြီးဟောင်းနေမျိုးစဉ်တို့လည်းပါဝင်ဟောပြောခဲ့ကြပါတယ်။ ဒါ့အပြင်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖို့အတွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါင်ဆန်းစုကြည်အဆိုပြုထားတဲ့ကြီးလေးကြီးတွေ့ဆုံဆွေးနွေးမှုကိုအမြန်ဆုံးဆောင်ရွက်ဖို့ကိုလည်းတောင်းဆိုခဲ့ကြပါတယ်ခင်ဗျာ2014ပြည်လုံးကျွတ်တကောင်စင်းကောက်ခံပြီးမှသာလက်ရှိအတည်ပြုထားတဲ့တိုင်းရင်းသားလူမျိုး135မျိုးစင်းကိုပြင်ဆင်ဖြစ်ဆွဲပယ်ဖျက်တာတွေဆောင်ရွက်သွားမယ်လို့ပြည်ထောင်စုလူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အရာဝန်ကြီးဌာနဒုတိယဝန်ကြီးဦးဝင်းမြင့်ကဖေဖော်ဝါရီလ24ရက်နေ့ကအမျိုးသားလွှတ်တော်မှာပြောကြားလိုက်ပါတယ်။ နှစ်တန်ကြာအတည်ပြုထားတဲ့အတိုင်းအတာလူမျိုး135မျိုးစီးရင်ကိုပြန်လည်ပြင်ဆင်ဖို့ရှိမရှိအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဒေါက်တာမြတ်ညာနာဆိုကမေးမြန်းရမှာဒုတိယဝန်ကြီးဦးဝင်းမြင့်ကဖြေကြားခဲ့တာပါလက်ရှိသကောင်ကြီးထဲမှာပါတဲ့အတိုင်းအတာလူမျိုး135မျိုးဟာနှစ်အတန်ကြာမစည်းစစ်နိုင်တာကြောင့်မှန်ကန်တယ်လို့တရသေးမပြောနိုင်ကြောင်းနဲ့ပြည်လုံးညွတ်သကောင်စင်းကောက်ယူပြီးပြင်ဆင်သွားနိုင်မိလိမ့်မယ်လို့ဦးဝင်းမြင့်ကပြောဆိုပါတယ် 2014ခုနှစ်ပြည်လုံးကျွတ်သကောက်ချင်းကိုလာမဲ့မက်လာ29ရက်နေ့ညကနေဧပြီလ10ရက်နေ့အထိကောက်ယူသွားမှာဖြစ်ပါတယ်ခင်ဗျာရခိုင်ပြည်နယ်ရဲ့ကျန်းမာရေးစောင့်ရှောက်မှုစီမံကိန်းအားလုံးကိုရပ်ဆိုင်းဖို့ MSF ကနေစီမထားဆရာဝန်များအဖွဲ့ကိုရခိုင်ပြည်နယ်အစိုးရအဖွဲ့ကဖေဖော်ဝါရီလ26ရက်နေ့ကပြောကြားလိုက်ပါတယ် MSF အဖွဲ့ဟာပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းကမောင်းနှောမြို့နယ်ဒူရှိယာတန်းကြီးရွာဖြစ်စဉ်နဲ့ပတ်သက်ပြီးတရဲမားတွေကိုဖြန့်ဝေခဲ့တာကြောင့်ဒေတာတွင်တရားဥပဒေစိုးမိုးရေးနဲ့နယ်မြေအေးချမ်းမှုတွေထိခိုက်ခဲ့ရတယ်လို့ တိုင်းပြည်လည်းနှင်းနာခဲ့ရတာကြောင့်အခုလို MSF ရဲ့လုပ်ငန်းတွေကိုရပ်ဆိုင်းလိုက်တာလို့ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကပြောဆိုပါရယ် MSF အဖွဲ့ကို RFA ကဆက်သွယ်မေးမြန်းရမှာတော့ဒီကိစ္စနဲ့ပတ်သက်လို့ဒီကနေ့အထိပြည်ထောင်စုအစိုးရစီကမိမိတို့ကိုအကြောင်းကြားလာတာမရှိသေးကြောင်း MOU ကိစ္စအတွက်နေပြည်တော်မှာစံမာရေးဝန်ကြီးဌာနနဲ့ဆက်လက်ဆွေးနွေးနေသေးဖြစ်ကြောင်း MSF ဝန်ထမ်းတွေဟာလည်းရခိုင်ပြည်နယ်မှာဆက်လက်ရှိနေဦးမှာဖြစ်ကြောင်း MSF အဖွဲ့ရဲ့မြန်မာပြည်ဆိုင်ရာဌာနကိုလည်း Mr. Paul Gudi ကအီးမေးလ်ရတဲ့ဆင်ဖြေကြားခဲ့ပါတယ်ခင်ဗျာ ရခိုင်ပြည်နယ်မှာကျန်းမာရေးစောင့်ရှောက်မှုအကူအညီတွေပေးနေတဲ့အနေစည်းမထဆရာဝန်များအဖွဲ့ MSF ရဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေရပ်ဆိုင်းဖို့ရခိုင်ပြည်နယ်အစိုးရက MSF ဖွဲ့ကိုဖေဖော်ဝါရီ26ရက်နေ့ကပြောကြားလိုက်ပါတယ်။အားဖြင့်တော့ကိုမျိုးစော်ကိုတင်ပြထားပါတယ်ခင်ဗျာ။ရခိုင်ပြည်နယ်မှာအများပြည်သူကျန်းမာရေးစောင့်ရှောက်မှုစီမံကိန်းတွေလှုပ်ဆောင်နေတဲ့နယ်စည်းမခြားဆရာဝန်များအဖွဲ့ကို မနေ့ကစတင်ပြီးစီမံကိန်းအားလုံးရပ်ဆိုင်းလိုက်ဖို့ရခိုင်ပြည်နယ်အစိုးရကမနေ့ကစစ်တွေမြို့မှာရှိတဲ့ MSF ဂျုံတောင်ဝင်ရှိသူတွေကိုပြောလိုက်တယ်လို့ရခိုင်ပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူရခိုင်ပြည်နယ်အစိုးရအဖွဲ့သတင်းထုတ်ပြန်ရေးကော်မတီဥက္ကဋ္ဌဦးလှသိန်းက RFA ကိုပြောပါတယ်ကျွန်တော်တို့အနေနဲ့ကတော့ကဒါသူတို့ကိုလှုပ်ရှားရခိုင်ပြည်နယ်အတွင်းမှာ MSF ရဲ့ဆောင်ရွက်ချက်တွေကိုလှုပ်ရှားဆောင်ရွက်မှုကိုရပ်ဆိုင်းမှု ကျွန်တော်တို့ပြောလိုက်ခြင်းဖြစ်ပါတယ်ပြောလိုက်တဲ့အခါမှာကျွန်တော်တို့မှာအချိန်ကာလအပြည့်ကန့်တတ်ပြီးတော့ပြောကြခြင်းမရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ကမလုပ်ဖို့ပြောကြလိုက်တဲ့နေ့ကစပြီးတော့ကသူတို့ဆက်လက်ပြီးတော့လှုပ်ရှားဆောင်ရွက်မှုမပြုတ်ဖို့ပဲဖြစ်ပါတယ် ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းကရခိုင်ပြည်နယ်မောင်းတော်မြို့နယ်ဒုချီရန်ကျေးရွာဖြစ်စဉ်မှာ MSF ဖွဲ့ကသတင်းမှားတွေကိုဖြန့်ဝေမှုတွေပြုလုပ်ခဲ့တာကြောင့်ဒေသတွင်းတရားဥပဒေစိုးမိုးရေးနဲ့နယ်မြေအေးချမ်းမှုတွေထိခိုက်ခဲ့ရကြောင်းဒါအပြင် MSF အဖွဲ့အနေနဲ့ပြည်ထောင်စုအစိုးရနဲ့လက်မှတ်ထိုးထားတဲ့နားလည်မှုစာချုပ်လွှာ MOU ဟာလည်းတက်တန်းကုန်ဆုံးနေပြီဖြစ်ကြောင်း ပြည်ထောင်ရေးဝန်ကြီးဌာနက INGO အဖြစ်မှတ်ပုံတင်ခြင်းတွေကရပ်ဆိုင်းသွားဖို့အပြင်ဒေသခံရခိုင်တိုင်းသားတွေဘက်ကလည်း MSF အဖွဲ့ကိုရခိုင်ပြည်နယ်တဲကထွက်ခွာသွားပေးဖို့တောင်းဆိုမှုတွေရှိလာတာကြောင့်ရခိုင်ပြည်နယ်အတွင်းက MSF အဖွဲ့ရဲ့လုပ်ငန်းတွေကိုရပ်ဆိုင်းလိုက်ဖို့ပြောကြားလိုက်ရတာဖြစ်တယ်လို့လည်းဦးလှသိန်းကပြောပါတယ်။ MSF ခေါ်နေစီမချဆရာဝန်များအဖွဲ့အနေနဲ့ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာနရဲ့သဘောတူညီချက်နဲ့လွန်ခဲ့တဲ့1992ခုနှစ်ကတည်းကမြန်မာနိုင်ငံမှာကျန်းမာရေးစောင့်ရှောက်မှုတွေပေးခဲ့တာလို့သိရပါတယ်။ MSF အဖွဲ့ဟာရခိုင်ပြည်နယ်မှာ HIV AIDS ဝေဒနာရှင်ပေါင်း900ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုတွေအကူအညီပေးနေတဲ့အပြင်စစ်တွေရသစ်တောင်ပုံနေကျွန်းမင်းပြပေါတော်ညီပုံဘူတီတောင်မောင်းတော်စတဲ့မြို့နယ်တွေမှာ ကျန်းမာရေးဆောင်ရှောက်မှုလုပ်ငန်းတွေဆောင်ရွက်နေတာဖြစ်ပါတယ်။ MSF ဖွဲ့ရဲ့ကျန်းမာရေးဆောင်ရှောက်မှုဆောင်ရွက်ချက်တွေကိုရက်ဆိုင်ထားခိုင်းလိုက်ပြီးမြဲ MSF ဖွဲ့ရဲ့ရခိုင်ပြည်နယ်က HIV AIDS ဝေဒနာရှင်စင်းကိုပြည်နယ်ကျန်းမာရေးဦးစီးဌာနကလွှဲပြောင်းရယူမှာဖြစ်ပြီးစီဝါရီဆက်လက်ဖြန့်ဝေသွားမှာဖြစ်တယ်လို့ကြခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနဒုတိယပြည်နယ်မှူးဒေါက်တာအောင်သူရင်ကပြောပါတယ်။ဟို HIV လူနာတွေအတွက်ကတော့ MSF ကနေပြီးတော့တစဉ်ကျွန်တော်တို့တွေကနေပြီးတော့လွှဲပြောင်းယူဖို့အတွက်ကိုစီစဉ်ဆောင်ရနေပြီဖြစ်ပါတယ်။ MSF ကနေပြီးတော့သူတို့ရဲ့ Luna ဆင်းကိုကျွန်တော်တို့ပေးมาဖြစ်ပါတယ်။ဒီ Luna ဆင်းရတဲ့အခါမှာကျွန်တော်တို့ဒီဟောပေါ့ National Age Program လို့ခေါ်တဲ့ကျွန်တော်တို့ဒီကျန်းမာရေးဝန်ကြီးဌာနအလောင်းမှာရှိတဲ့ program နဲ့တစဉ်ကျွန်တော်တို့ပြည်နယ်ကျန်းမာနယ်ပူးပေါင်းပြီးတော့ဒီ Luna တွေဆေးဆက်လက်ရရှိသွားဖို့အတွက်ကိုကျွန်တော်တို့ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ MSF အဖွဲ့ကတော့ ီတောင်စုကျမ်းမာရေးဝန်ကြီးဌာနနဲ့ MOU နားလည်မှုစာချုပ်လာကိစ္စအတွက်ဆက်လက်ဆွေးနွေးလျက်ရှိနေကြောင်းတခိုင်ပြည်နယ်က MSF ဝန်ထမ်းတွေဆက်လက်ရှိနေမှာဖြစ်တယ်လို့ဌာနကိုယ်စားလှယ် Mr. Paul D. Group ကဒီကနေ့သတင်းမီဒီယာတွေမေးမြန်းတဲ့အပေါ်အင်တာနက်အီးမေးလ်ကတဆင့်ပြန်လည်ဖြေကြားခဲ့ပါတယ်ခင်ဗျာ မျိုးသားဒီမိုကရေစီဘွဲ့ချုပ်ဥက္ကရာဒေါ်ဆန်းစုကြည်ဟာဖေဖော်ဝါရီလ25ရက်နေ့ကပြည်တော်စုလွှတ်တော်ကိုလာရောက်လည်လာတဲ့တကုံတက္ကသိုလ်ဥပဒေဌာနကဆရာဆရာမတွေကျောင်းသူကျောင်းသားတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ဒီအကြောင်းကိုတော့ RFA သတင်းတော်ကိုကျော်ထွန်းနိုင်ကတင်ပြထားပါတယ်ခင်ဗျာ။ဖေဖော်ဝါရီလ25ရက်နေ့မနေ့ကတကုံတက္ကသိုလ်ဥပဒေပညာဌာနကဆရာဆရာမတွေနဲ့ကျောင်းသူကျောင်းသားတွေစုစုပေါင်း150လောက်ဟာပြည်တော်စုလွှတ်တော်ကိုတွားရောက်လည်လာစဉ်အမျိုးသားဒီမိုကရေစီဘွဲ့ချုပ်ဥက္ကရာဒေါ်ဆန်းစုကြည်နဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဥပဒေဆိုတာလူတွေအချင်းချင်းကြားထဲမှာပြည်ပခါတွေနင်းနိုင်သမျှနင်းအောင်နဲ့ရှိနေတဲ့ပြည်ပခါတွေကိုလည်းအေးအေးချမ်းချမ်းနဲ့ပြည့်ရှင်းနိုင်အောင်ပြန်ထမ်းထားတာဖြစ်တယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌတောင်ဆန်းစုကြည်ကရှင်းပြခဲ့ပါတယ်ဥပဒေဆိုတာဘာဖြစ်လို့ပြဋ္ဌာန်းရမလဲဆိုလူတွေအချင်းချင်းကြားမှာပဋိပက္ခနင်းနိုင်တော့နင်းအောင်ရှိတဲ့ပဋိပက္ခကိုလည်းအေးအေးချမ်းချမ်းနဲ့ဖြည့်ရှင်းနိုင်ချုံမပြောရမယ်ဆိုရင်ဥပဒေဆိုတာဒီလူလူ့အတိုင်းဝိုင်းတစ်ခုကအေးချမ်းတာရနိုင်အောင်ဒါပဲ ဥပဒေဆိုတာအစိုးရအတွက်ဆိုပြီးမြန်မာနိုင်ငံမှာအယိုးဆွဲလက်ခံထားကြကြောင်းနဲ့တကယ်တော့ဥပဒေဟာလူအတိုင်းအဝိုင်းတစ်ခုလုံးနဲ့သက်ဆိုင်တာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ဥပဒေဆိုတာပညာပေးဖို့အဖြစ်ပေးဖို့လူတွေကိုတယောက်နဲ့တယောက်အေးချမ်းသာနဲ့နေနိုင်အောင်လို့ဒါအထောက်အကူဥပဒေတစ်ခုနဲ့လည်းမပြီးဘူးပေါ့။ဆရာအများကြီးရှိတယ်။ဒါနဲ့ဥပဒေဆိုတာအတိုင်းရေးကြည့်တယ်။အဲဒီဥပဒေဟာအဲထီအောင်တရားဥပဒေစိုးမိုးရေးဆိုတာဥပဒေရဲ့အောက်မှာအလုံးစုံညီညွတ်ချက်ရှိတယ် ဥပဒေအထက်မှာဘလို့မှမရှိအောင်အဲ့ဒါဟိုအစိုးရကတော့ဥပဒေအထက်မှာရှိပြီဆိုလို့ရှိရင်ဒီနိုင်ငံကတော့တော်တော်ခံရတော့မှာပြီအဲ့ကြောင့်မို့အစိုးရအတွက်မဟုတ်ဘူးဥပဒေဟာအစိုးရအတွက်မဟုတ်ဘူးဆိုတာဥပဒေကိုပညာကိုတင်နေတဲ့ကြောင်းကြောင်းတိုင်းဆွဆွမြဲမြဲမှတ်ထားဒါအပြင်လက်ပေးလက်ယူမှုပပျောက်ရေးကျူပန်းရမှာ ဥပဒေပြဋ္ဌာန်းရုံနဲ့မလုံလောက်ပဲပြဋ္ဌာန်းထားတဲ့ဥပဒေအတိုင်းလိုက်နာဆောင်ရွက်ဖို့လိုအပ်ကြောင်းကိုလည်းဒေါအောင်ဆန်းစုကြည်ကအခုလိုပြောဆိုခဲ့ပါတယ်။လက်ပေးလာယူကိစ္စအရောကဘာမှအပြမယူဆိုးလောက်အောင်လို့အစ်စ်ပါရှိတယ်။ဒီဟာတွေကတော့ပြည်ပြည်ယူရမယ်။ပြည်ပြည်ယူရမှာဆိုတော့အစိုးရရဲ့အတောင်ဖြစ်တယ်။အစိုးရဆိုတာအဲလွတ်တော်ရောဟိုအုပ်ချုပ်ရေးဖွဲ့ရောပြောတာ။ ပြည်သူအများစုကဥပဒေဆိုတာဟာချုံနောင်ဖို့ကန့်သက်ဖို့ဖိနှိပ်ဖို့လို့မြင်နေကြကြပြောပါတယ်။နေနိုင်ငံမှာတရားဥပဒေစိုးမိုးရင်ရှိမှလည်းတကယ်ဥပဒေကိုလူတွေကလေးစားမှာပြီးတော့တံပိုးထားမှာအခုစင်ပြည်သူလူသားအများစုကဥပဒေဆိုတာပြည်သူလေးကိုချုံထောင်ဖို့ဖိနှိပ်ဖို့ချုပ်ချယ်ဖို့ကန့်သက်ဖို့ဒီလိုပဲမြင်တယ်။အဲ့ဒါလည်းမမှားဘူး။မမှားဘူးဆိုဒီလိုပဲဖြစ်ခဲ့တာ။ဒီလိုပဲဆယ်စုနှစ်နဲ့ချီပြီးတော့ဥပဒေကပြည်သူလေးကိုဘယ်လိုချုပ်ချယ်ရမလဲပြည်သူလေးကို ဆိုးရလို့သူရဲ့အောက်မှာပြားပြားဝင်နေအောင်ဘယ်လိုထားရမလဲဆိုတော့အဲ့လိုအတုံးချခံရတဲ့အနေထားမှာဥပဒေနဲ့ရှိခဲ့တယ်။ဒါကြောင့်ဒီကုတ်ခေရလို့ရှင်ပြန်ပြင်ရမယ်။ဥပဒေဟာနိုင်ငံတစ်နိုင်ငံလုံးအတွက်အလွန်အရေးကြီးပြီးတရားဥပဒေစုံမမှုမရှိရင်ဘယ်တော့မှတိုးတက်မှာမဟုတ်ကြောင်းနဲ့ဥပဒေပညာကိုကြိုးစားသင်ကြားကြဖို့ကိုလည်းတကုံတက္ကသိုလ်ကဥပဒေရေးရာကျောင်းသူကျောင်းသားတွေကိုဒေါ်ဆန်းစုကြည်ကတိုက်တွန်းပြောကြားခဲ့ပါတယ်ခင်ဗျာ။၂008ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်းဆက်နှစ်မှာဖော်ပြထားတဲ့အခြေခံဥပဒေပါပြဋ္ဌာန်းချက်ပြင်ဆင်ရေးပုံမှ436ကိုပြင်ဆင်မှုအတွက်ဖေဖော်ဝါရီလ23ရက်နေ့ကရန်ကုန်ဗဟန်းမြို့နယ်ဘိုးစိမ့်မန်အားကစားကွန်းမှာလူလူဟောပြောပွဲတရက်ကျင်းပခဲ့ပါတယ်။ဒီအကြောင်းကို RFA သတင်းတော်ကိုကျော်ထွန်းနိုင်စူးစီးတင်ပြထားပါတယ်ခင်ဗျာ။ရန်ကုန်မြို့ဗဟန်းမြို့နယ်ကဘိုးစိမ့်မန်အားကစားကွန်းမှာကျင်းပတဲ့ပုံမှ436ပြင်ဆင်ရေးဟောပြောပွဲမှာဦးဝင်းချိုဦးမင်းစေရဘိုးကြီးအောင်နေမျိုးစင်နဲ့ကိုဝေလူတို့ကဥဆောင်ဟောပြောခဲ့ကြတာပါ။ တော့အဲ့ဒီအမတ်တွေဆိုတော့မြန်မာကခိုင်စင်တာကဒီအချက်ကစွတ်စွတ်စည်စည်နဲ့လောက်ရှိပေါ်စီပေါ်ချေတောင်းတွေကိုတကယ်ပြည်သူလိုလားတော့ပြည်သူတွေတကယ်တမ်းပြောပန်းနေတော့ပေါ်စီပေါ်ချေတောင်းတွေအစ်စ်ဖြစ်အောင်နော်ဆွတ်တော်ပြေးပါတယ်ဟိုပေါ်ဆောင်ပေးလို့ရပါတယ်သူပြင်ပေးလို့ရပါတယ်အဲ့ဒီအတွက်တပ်မတော်ဖတ်တယ်ရေဒီခံရောဖတ်တယ်ရေသူတို့အနုဒုမြတ်တက်ခံပါတယ်ဒီတကခင်ဗျားတို့ကဲနေချင်ရင် ကိုအများဆုံးပြည့်စည်အစိုးကိုတင်ပြီးတော့ထောက်ခံပေးခြင်းအပြင်ကဲဒီပါလို့ထောင်ရှိဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်436မှာဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့အတွက်ဆိုရင်ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ရဲ့85ရာခိုင်နှုန်းကျော်ရဲ့ထောက်ခံမှုကိုရရှိရမှာဖြစ်ပါတယ်။အဲ့ဒီလိုရရှိရဆိုရင်ဒုတိယဆင့်အနေနဲ့ပြည်လုံးကျဆန္ဒခံရပွဲကျင်းပပြီးမဲပေးပိုင်ခွင့်ရှိသူအလုံးရဲ့ထောက်ဝကျော်ဆန္ဒမဲနဲ့ပြင်ဆင်ရမယ်လို့သတ်မှတ်ထားပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ 68မျိုးသက်ငញ្ញိုင်းရင်နဲ့ပွင့်လင်းလူဖွဲ့သီးတို့ကလည်း2008ဖွဲ့သီးပုံမှာပုံမှ436ကိုပြင်ဆင်နိုင်အောင်ငញ្ញန်းစွာကြိုးပမ်းသွားမယ်လို့ပူရဲကြညာချက်ထုတ်ပြန်ထားပါလေ။ပြည်သူ့တန်ကိုနာခံမဲ့တတ်တော်ဆိုတာကြီးပြည်သူ့တန်ကိုတကယ်နာခံပြီးတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုအမြန်ဆုံးပြင်ဆင်ပါ။နင်မိုးနေတဲ့ကျွန်တော်တို့နာခံတွေကိုကဲဆယ်ပါ။ ။ဒါပဲမျိုးဆက်သစ်တွေအတွက်မပြစ်မနစ်အရေးတကြီးတိဆောက်ပဲ့မြင်ပြရမယ့်အခြေအနေတွေကိုအမြန်ဆုံးခေါင်းဆောင်စစ်စစ်စေတနာမှန်မှန်နဲ့တိဆောက်ပေးပါလို့ပန်ချိုင်းနဲ့ကျွန်တော်ဒီကိုချုပ်ပါတယ်ခင်ဗျာ။လက်ရှိအချိန်မှာလည်းအများစုတောင်းဆိုထားတဲ့တမတော်ရဲ့ဘုဒ္ဓလေလွတ်တော်ရဲ့ဘုဒ္ဓလေအုတ်ချုပ်ရေးအာဏာပိုင်တွေရဲ့ဘုဒ္ဓလေကျွန်တော်တို့ပြည်သူတွေရဲ့ဘုဒ္ဓလေကြီးလေကြီးတွေ့ဆုံပြီးညှိနှိုင်းပြီး ပုံမှန်436ကိုပြင်ဆင်ဖို့အမြန်ဆုံးလုပ်ပေးကြပါလို့တောင်းဆိုရင်းကျွန်တော်လီကုန်းချုပ်လိုက်ပြရစီ။ဒီလိုဖြစ်ပါလေ။တွင်ညဝါဆရာတော်အရှင်ပညာတိဟကလည်း2008ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတဝင်လွှာပေးပို့ခဲ့ပါလေ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပုံမကောင်းမွန်တဲ့ဥပဒေဖြစ်လာအောင်စိတ်ကောင်းစေစနာကောင်းထားပြီးပြင်ဆင်ဖို့ချိန်တန်နေပြီးဖြစ်ကြောင်းတိုက်တွန်းထားပါတယ်ခင်ဗျာ သမရဦးသိန်းစိန်ဟာစီးပွားရေးအသင်းဖွဲ့အပါဝင်ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်နဲ့ရန်ကုန်တိုင်းလွှတ်တော်မှာဖေဖော်ဝါရီ22ရက်နေ့ကတွေ့ဆုံခဲ့ပါတယ်။ဒီကြောင့် RFA သိန်းတော်ကိုမျိုးစော်ကိုရန်ကုန်မြို့ကသတင်းပေးပို့ထားပါတယ်။နိုင်ငံတော်သမရဦးသိန်းစိန်ဟာပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တွေကိုနိုင်ငံရဲ့နိုင်ငံရေးလူမှုရေးစီးပွားရေးစတဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေရဲ့လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီးပြောပြခဲ့ပါတယ်။ပြုပြင်ပြောင်းလဲရေးလုပ်ငန်းရှင်တွေကနေပေါ်ပေါက်လာတဲ့နိုင်ငံရေးပွင့်လင်းလွတ်လပ်မှုတွေကြောင့် နိုင်ငံအင်အားစုအချင်းချင်းထိတွေ့မှုများဝင်မှုများပြားလာတဲ့အများမတူညီတဲ့အင်အားစုတွေအကြားနိုင်ငံရေးပဋ္ဌာန်းမှုတွေရှိခဲ့ပေမဲ့နိုင်ငံရေးရင်ကျင်းမှုတွေရဲ့အနှစ်သာရဖြစ်တဲ့ထိတ်တဲ့ရင်ဆိုင်ခြင်းများကိုကြော်လောပြီးဆွေးနွေးညှိနှိုင်းခြင်းနည်းလမ်းများနဲ့အကြတဲ့အားလုံးကိုကြိုးပမ်းဖြည့်ရှင်းနိုင်ကြပါမယ် ဒါအပြင်နိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးမူဝါဒတွေဟာလည်းလမ်းကြောင်းမှန်ပေါ်ရောက်ရှိနေပြီဖြစ်သလိုစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက်အစိုးရနဲ့ပုံတိကလုပ်ငန်းရှင်တွေပါဝင်တဲ့မြမစီးပွားရေးဖိုရမ်အဖွဲ့အစည်းတည်းရဲ့ထူထောင်မှုရှိတယ်လို့လည်းသဗ္ဗရဦးသိန်းစိန်ကပြောခဲ့ပါဗါးသမရဦးသိန်းစိန်နဲ့တွဲဆောင်ပွဲကိုတက်ရောက်လာကြတဲ့ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တွေကကဏ္ဍအသီးသီးမှာလက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲတွေနဲ့အစိုးရကပံ့ပိုးပေးရမယ့်အချက်တွေကိုတင်ပြခဲ့ကြပါတယ်။လေယာဉ်ကဏ္ဍအပိုင်းမှာကျွန်တော်တို့ လောက်ရောက်ဆွေးနွေးပွဲတွေသက်ဆိုင်ဆွေးနွေးပွဲတွေမှာခုနသမရာကြီးလမ်းညွှန်လို့ private public partnership ဆိုတဲ့ကဏ္ဍအကောင့်ထဲပေါ်ရနေတာထိရောက်မှုရှိပါဘူးတကယ်လက်တွေ့ကြကြဖြစ်မလာဘူးဆိုတာသိရှိရပါတယ်နိုင်ငံတော်ကြီးကြီးများကသူတို့နေနေကြားကောင်းအောင်သတင်းပေးဖို့ခြင်းတွေအမှန်တရားကိုသတင်းပေးဖို့ခြင်းဖြစ်ဖို့လိုအပ်တယ်လို့ကျွန်တော်မြင်တယ်အကြံပြုပြန်ပြတယ် ဒါအပြင်စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ဦးတီစားကလည်းအစိုးရရဲ့မူဝါဒအားနည်းချက်တွေကို ထောက်ပြခဲ့ပါတယ်ကျွန်တော်တို့အမှန်တကယ်လုတ်ကင်နေသူများကိုပြန်လည်ပြီးတော့တိုင်းပြည်မှာရင်းနှီးမြှုပ်နှံရန်အခွင့်အရေးပေးဖို့လိုကြောင်းလည်းပြောကြားလိုပါတယ်ကျွန်တော်တို့ policy ဘက်ကိုပြည့်ပြည့်စုံစုံသိချင်ပါတယ်ကျွန်တော်တို့နိုင်ငံတော်ရဲ့ plan နဲ့ကျွန်တော်တို့လုပ်ငန်းရှင်များကိုပြည့်ပြည့်စုံစုံဖျက်ချပြီးတော့ကျွန်တော်တို့ခံယူချင်ပါတယ်ဥပမာပြီးတော့လည်းကျွန်တော်တို့ဒီ plan များကိုဆွဲဖို့အစဉ်သိရှိပါတယ် performance ဘက်နဲ့ကျွန်တော်တို့ ကောင်းရင်ကောင်းတယ်လို့မကောင်းရင်မကောင်းတယ်လို့စုပေးတဲ့မျိုးကိုလည်းကျွန်တော်တို့လက်ခံအစင်းစီကြောင်းနဲ့အခင်မီတည်ငြိမ်ပြီးတော့ sustainable growth ဖြစ်တဲ့ဒီမိုကရေစီနိုင်ငံဖြစ်ဖို့အတွက်ကျွန်တော်ချက်မဲ့တဲ့လုပ်ငန်းရှင်များအသင်းမှပါဝင်ရမယ့်အစင်းစီကြောင်းကိုကြိုင်ဒီဝန်ချောပါပုဂ္ဂလိကစီဝါရေးလုပ်ငန်းရှင်တွေရဲ့တင်ပြဆွေးနွေးချက်တွေနဲ့ပတ်သက်ပြီးတမရဦးသိန်းစိန်ကအခုလိုပြောခဲ့ပါဗျ။ဟိုတော့ဒလောဆောင်ရမယ်ကိစ္စတွေနောက်တာလေးကိုကျွန်တော်တို့ဒလောကျွန်တော်တို့ဖြည့်ရှင်းဆောင်ရွက်ပေးသွားမှာဖြစ်ပြီးတော့အချိန်ယူပြီးတော့ဆောင်ရွက်ရမယ်ကိစ္စတွေ နောက်တစ်ခါမဆောင်ရရသေးမဆောင်ရနိုင်သေးတဲ့ကိစ္စတွေဒါတွေလည်းကျွန်တော်ဒီအပတ်စဉ်အစိုးရကျွန်တော်ဒီကက်ဘိနက်အစည်းအဝေးကျွန်တော်ရှိပါတယ်ကက်ဘိနက်အစည်းအဝေးမှာကျွန်တော်ဒါအများနဲ့တွေ့ဆုံညှိနှိုင်းပြီးတော့မှနောက်ဒါကိုကျွန်တော်ဆုံးဖြတ်ပြီးတော့ဆောင်ရွက်ပေးသွားပါမယ်ကျွန်တော်အနေနဲ့ပျော်ချမ်းရင်ဒီကုန်းချိုးပါ ဒါပြင်စီဝါရေးဖွံ့ဖြိုးတိုးတက်မှုအနေနဲ့2017ခုနှစ်ကနေ2023ခုနှစ်ဒီဇင်ဘာလအထိလံခန်းကြားရင်းနှီးမြှုပ်နှံမှု188ခုရင်းနှီးမြှုပ်နှံမှုတန်ဖိုးပေါင်းအမေရိကန်ဒေါ်လာ8.2ဘီလီယံကျော်နဲ့ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်ပေါင်း145ခုနဲ့ရင်းနှီးမြှုပ်နှံမှုတန်ဖိုးကျပ်2268ဘီလီယံကျော်တိုးတက်လာတယ်လို့သမ္မတဦးသိန်းစိန်ကပြောခဲ့ပါတယ်ခင်ဗျာ။ ကိုယ်ကိုရဘာသာကူပြောင်းခြင်းလက်ထပ်ထိမ်းများခြင်းတလင်တမယစနစ်လူဦးရေတိုးပေါင်းနှုံထိန်းကြီးစတဲ့ဥပဒေတွေပြဋ္ဌာန်းပေးဖို့အတွက်အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ကတောင်းဆိုထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးသမရဦးသိန်းစိန်ကပြောင်းစုလွှတ်တော်ကိုလှည့်ပြောင်းပေးခဲ့ပါတယ်။ဖေဖော်ဝါရီလ29ရက်နေ့လွှတ်တော်အစည်းအဝေးပြီးမှာတော့ဒီလွှတ်တော်နိုင်ငံကလွှတ်တော်နိုင်ငံကသူရဦးရှင်မန်းကဒီကိစ္စကိုအစိုးရအဖွဲ့ကစစ်စစ်ပြီးပြန်တင်ပြဖို့သမရကိုပြန်လည်ပေးဖို့ခဲ့ပါတယ်။ ဒီဥရေနဲ့ပတ်သက်ပြီးလွတ်တော်ကိုယ်စားလှယ်ချို့ရဲ့အမြင်ကို RF သတင်းတောက်ကိုနေမျိုးထွန်းကစူးစီးတင်ပြထားပါတယ်ခင်ဗျာအမျိုးဘာသာတာဒနာဆောက်ရှောက်ရေးအဖွဲ့ဗဟုဥက္ကရာဘာဌာဏတီလောကဘီဝန်သားကလူဦးရေတန်းတန်း3300တောင်းလက်မှတ်ရေးထိုးတောင်းဆိုထားတဲ့အမျိုးဘာသာတာဒနာကာကွယ်ထိန်းသိမ်းဆောက်ရှောက်ရေးဥပဒေ၄ရပ်ပြဋ္ဌာန်းပေးဖို့နိုင်ငံတော်သမ္မတထံတောင်းဆိုထားတာကိုနိုင်ငံတော်သမ္မတဦးသိန်းစိန်ကဒီနေ့ပြည်အောင်စုလွှတ်တော်နာယကသူရဦးရွှေမန်းထံ ဥပဒေများပြဋ္ဌာန်းပေးရန်အတွက်ပေးပို့ခဲ့တာပါနိုင်ငံတော်သမ္မတပေးပို့တဲ့စာထဲမှာပါရှိတဲ့ဥပဒေ၄ရပ်ကတော့ကိုယ်ခွေရဘာသာကူပြောင်းခြင်းဆိုင်ရာဥပဒေလက်ထပ်ထိန်းများခြင်းဆိုင်ရာဥပဒေတလင်တမားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေနဲ့လူဦးရေတိုးပွားနှုန်းထိန်းခြင်းဆိုင်ရာဥပဒေတွေပြဋ္ဌာန်းပေးဖို့ဖြစ်ပါတယ်အဲ့ဒီအပေါ်နိုင်ကသူရဥရှင်မန်းကသက်ဆိုင်ရာအစိုးရဝန်ကြီးဌာနတွေကဥပဒေမူကြမ်းတရက်စီကိုပြည်ထောင်စုအစိုးရအဖွဲ့ရဲ့စီစစ်ချက်နဲ့တင်ပြပေးဖို့ပြန်လည်ပေးပို့ခဲ့တာပါ ဒါအပြင်ဒီလိုဥပဒေတွေဟာတိမ်မွေ့နည်းနည်းလွန်းနဲ့ဘာသာတာဒနာဆိုင်ရာကိစ္စတွေဖြစ်တယ်လို့လည်းပါရှိပါတယ်။အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ကပြည်တော်စုလွှတ်တော်နာယကသူရဥရွှေမန်းပြန်လည်ပေးပို့လိုက်တာဟာမှန်ကန်ကြောင်းနဲ့တက်ဆိုင်ရာအစိုးရဝန်ကြီးဌာနတွေကနေဆုံးဖြတ်ပြီးအကြံပြုရမှာဖြစ်တယ်လို့မှတ်ချက်ပေးပါတယ်။မြန်မာတော်ကနာယကရဲ့ပြန်စာလုံးဝသဘောတူဥပဒေနဲ့လည်းကန့်ညီနိုင်ငံရဲ့လိုအပ်ချက်နဲ့လည်းကန့်ညီဟုတ်ကဲ့။အဲ့တော့မြန်မာတော်အဲ့ဒီဟာကိုသဘောတူဒီလိုအထာဆောင် တမန်ကပြန်ပြီးတော့သူပြန်လာမှာပေါ့ဆူရဘက်ကဆူရဘက်ကပြန်လာတဲ့ဟာပုံမှာပြတ်တူတာအဲ့ဒါသူသူတက်ဆိုင်အောင်မြည်ဌာနတွေကသူ့ဖြတ်ပြီးကြံပြူအောင်တယ်တမ်းမင်းပြောတယ်ဆိုတာနာကရေးပြန်သွားတယ်လိုဝန်တော့လွှတ်တော်ကိုယ်စားလှယ်ဒေါ်နန်းစေဝါကမြန်မာနိုင်ငံမှာဒီလိုဥပဒေတွေပြဋ္ဌာန်းတင်ကြောင်းပြောပါတယ်ဒီ challenge မရစနစ်တော့အဲ့ဒါတင်းများကြီးနေဆိုလို့ရှိရင်ကျွန်တော်တို့ ဒီမြန်မာနိုင်ငံဗုဒ္ဓဘာသာကိုအခြေခံတဲ့နိုင်ငံဖြစ်တဲ့အတွက်ပေါ့နော်။ဒါအားကိုလိုအပ်ပါတယ်ပေါ့နော်။ဟုတ်လား။ကျွန်တော်တို့ကတော့ကြိုးစားပါတယ်။ဒီလိုဥပဒေတွေဟာတိမ်မွေကြောင်းအချိန်တည်းမှာလည်းမြန်မာနိုင်ငံသားတွေဟာဥပဒေတွေလိုမျိုးနဲ့နေလာတာထက်ယုံကြည်မှုအစဉ်လာဒလေထုံးလန်းတွေနဲ့နေထိုင်လာခဲ့ကြတာဖြစ်ကြောင်းဒီလိုဥပဒေမျိုးတွေပြဋ္ဌာန်းဖို့အချိန်ယူရမှာဖြစ်ကြောင်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးထေးဦးကသုံးသပ်ပြောဆိုပါရယ်ဒီဥပဒေတွေကအမှန်တန်သိမ့်မွေ့တယ်เนาะအမှန်တန်သိမ့်မွေ့တယ် အဲကျွန်တော်တို့မှာကနော်လွတ်လပ်စွာကိုယ်ွယ်ခွင့်ဆိုတဲ့ဥစ္စာလည်းရှိတယ်နော်တချို့ဒီဥစ္စာတွေနဲ့ပတ်သက်လို့တလေထုံတဲ့ဥတွေတွေလည်းရှိတယ်ကျွန်တော်ကနိုင်ငံတကာထုတ်ပြန်ထားတဲ့ကျွန်တော်လိမ့်နာရတဲ့ဥတွေတွေရှိတယ်ခွင့်ရတွေရှိတယ်နောက်တစ်ခါတလေထုံတန်းအရာကျွန်တော်လိမ့်နာရမယ့်ဥစ္စာတွေရှိတယ်ဒါကျွန်တော်တို့ကပိုသိမ့်ွေတယ်ကျွန်တော်တို့တိုင်းသားတွေကျွန်တော်လူမျိုးတွေကနော်ဥတွေတဲ့စာလို့ရှိရင်ယုံကြည်မှုနဲ့နော်တလေထုံတန်းနဲ့အစင်လာနဲ့ကျွန်တော်ထိမ့်သိမ့်တာတွေအများကြီးပဲ လွတ်တော်ကိုယ်စားလှယ်ဦးလာဆွေကဒီလိုဥပဒေပြဋ္ဌာန်းဖို့ပြောလာတာဟာနိုင်ငံရေးအရာလက်နက်တစ်ခုလိုများဖြစ်နေမလားဆိုပြီးမေးခွန်းထုတ်လိုက်ပါတယ်။ကျွန်တော်အမြင်ကတော့စုဖြားလက်ခစ်ကိုပြန်ရောက်သွားမှရှိတယ်။စုဖြားလက်ခစ်ကိုပြန်ရောက်သွားမှရှိတယ်။ဒါလောက်ပဲပြောချင်တယ်ကြာဒါကျွန်တော်သိပြီးတော့ပြောချင်ဘူး။ဘာလို့ဆိုတော့ရုပ်ောက်ဝဲပြီးမှတော့ရင်ပိုကောင်းမယ်ဒီဥပဒေကလေ။ဘာလို့ဒါကလက်နက်တစ်ခုလိုမျိုးများဖြစ်နေမလား။ဒါကြီးရလေ။ ဒါအပြင်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဒေါ်တွဲဘူးကလည်းမြန်မာနိုင်ငံမှာဘာသာကြီးလေးခုယုံကြည်ကိုးကွယ်သူတွေစုပေါင်းနေထိုင်ကြတာဖြစ်တဲ့အတွက်တခြားဘာသာတွေနဲ့တဟဇာတာဖြစ်ဖို့လိုအပ်ကြောင်းနဲ့ဥပဒေပြဋ္ဌာန်းမှုဆိုရင်အချိန်ယူဖို့လိုအပ်ကြောင်းပြောပါတယ်။ဒီဥပဒေကတော့ဖြစ်ဖြစ်ချင်းပဲသုံးသပ်တဲ့ပြဋ္ဌာန်းတဲ့လို့မြင်ပါတယ်။စစ်နဲ့အရင်စဉ်းစားဖို့လိုပါတယ်။ပဲပေါင်းစုံရှုထောင့်ပေါင်းစုံဘာလို့လဲဆိုလို့ရှိရင်ဒီနိုင်ငံမှာအတိမတ်ပြထားတဲ့ဘာသာကြီးလေးခုရှိရနော်။အတိမတ်ပြထားတဲ့ဘာသာကြီး ေးဥရှိရဲ့အခါမှာအခုဒီဟာဆိုလို့ရှိရင်ဘာကြောက်ဒီလိုလုပ်တယ်ဆိုတာအလုံးတည်ပြီးမှကိုယ်ဘာသာဝင်နေအနေနဲ့ပဲဗုဒ္ဓဘာသာဝင်တွေကသူတို့အနေနဲ့လုပ်ချင်ဆိုသူတို့အတွက်ပြီးသားဖြစ်တယ်ဆိုတဲ့အကြောင်းပေါ့နော်အရှင်းရှင်းလင်းလင်းကြံတဲ့ဘာသာဝင်တွေနဲ့အဲဘာသာခြားတွေတိုင်းသားတွေသိအောင်ပြင်ညာပေးပြီးမှသာသူတို့အတွက်အသုံးချအသင့်နဲ့ဥပဒေရေးသားရအကောင်းဆုံးပဲလို့ကျမတို့ဒီလိုပဲမြင်ပါရခိုင်ပြည်နယ်ကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါခင်စောဝေကတော့ပြဋ္ဌာန်းတင်ကြောင်း ရခိုင်ပြည်နယ်ကအခြေအနေနဲ့နှိုင်းရှင်ပြီးပြောပြပါဗါးရခိုင်ပြည်ဖက်မှဆိုလို့ရှိရင်ပေါ့နော်ဘင်္ဂလီတွေကမများတော့တော်များများယူတယ်တကယ်ကိုလူအခွင့်အရေးဆုံးချုပ်နေတာကသူတို့ဘင်္ဂလီအမျိုးသမီးတွေအဲဆိုသူတို့မှသူယောက်ျားကိုလည်းမပြောရဲသူတို့အိမ်ထောင်ကိုလည်းမပြောသူတို့ချိန်မိတ်ပြီးခံနေရတယ်ပေါ့နော်ဒါကြောင့်အခွင့်အရေးတွေတော်တော်ဆုံးကြည့်နေဒါကြောင့်တရင်တမစနစ်ကိုအန်ဒီတို့စီမံတာဥပဒေပြဋ္ဌာန်းလိုက်မယ်ဆိုလို့ရှိရင်ပေါ့ဒါတွေလည်းတမျိုးအန်ဒီတို့အမျိုးသမီးတွေအတွက်တော်တော်ကောင်းတော့မယ်လို့အဒီအနေနဲ့ယုံကြည်တယ်ပြည်တော်စုလွှတ်တော်နာယကသူရဥွှေမန်းကပေးပို့တဲ့စာထဲမှာ ဥပဒေကျမ်းတွေပြင်ဆင်တဲ့အခါမှာသက်ဆိုင်ရာဝန်ကြီးဌာနတွေအဖွဲ့အစည်းတွေအပြင်လူ့အခွင့်အရေးကော်မရှင်တို့နဲ့လည်းသက်ဆိုင်တယ်လို့ယူဆနိုင်ကြောင်းပါရှိပါရယ်ခင်ဗျာအခုဆက်ပြီးတော့ထုတ်လွှင့်မှာကတော့ RMB ကိုရေးစာပေးတဲ့စာအစီအစဉ်ဖြစ်ပါတယ်ကျွန်တော်တို့ RMB Wine တော်သူမခင်ခင် E ကတင်ပြထားပါရယ်ခင်ဗျာမင်္ဂလာပါရှင် RFA ကိုရေးရစားပေးရစားစီစဉ်ကနှုတ်ခွန်းဆက်ပါတယ်။ဒီတစ်ပတ်စီစဉ်မှာအရင်အဆုံးရခိုင်ပြည်နယ်ကရင်ဖွင့်လာတာကိုတင်ပြပေးမှာပါ။ရခိုင်ပြည်နယ်မြေပုံမြို့နယ်စိတ်ဒရာကျေးရွာအလဲတန်းကျောင်းခွဲကဆီယမတချို့ဟာတဲ့ကျောင်းပြင်ပမှာကလေးတဦးကိုတုံးတောင်နဲ့ကျူရှင်ပြနေကြပါတယ်တဲ့။ကျူရှင်တင်တာကိုမပြောလို့ပေမဲ့တင်တဲ့ရက်တင်မတင်တဲ့ရက်မတင်နဲ့ပါတဲ့။ဒါပေမဲ့လဆာကြတော့တလဆာအပြည့်အချိန်မမှန်တောင်းလာပါတဲ့။အရင်တော့ကလည်းရွာထဲကစိတ်မနှံ့သူတူကိုအကြောင်းပြပြီးတော့ဆီယမတွေဟာ ရပောင်း20ကျော်လောက်ကြောင်းပြက်ခဲ့ပါတယ်တဲ့အဲ့ဒီတုန်းကလည်းကျူရှင်ကအပြည့်ပေးခဲ့ရတာပါပဲတဲ့စာတင်ကြောင်းလည်းမမှန်ကျူရှင်လည်းမမှန်နဲ့ကျမတို့စိတ်ဒရကျေးရွာရဲ့ပညာရေးဟာအလွန်တရာပဲဆိုးရွားနေပါပြီတဲ့ကျောင်းသားမိဘတွေမှာရွှေအိုးငွေအိုးရှိမှသာသမီပညာသင်ရမလို့ဖြစ်နေပါတယ်တဲ့ဒီဆီယမတချို့ရဲ့လုပ်ရက်တွေကိုပညာရေးဌာနကလူကြီးမင်းများသိရှိပြီးထိရောက်စွာအေးအေးယူဆောင်ရွက်ပေးပါရန်အတိပေးတိုင်ကြားပါသည်ဆိုပြီးရေးလာပါတယ်ရှင် အခု ARD တိုင်းကရင်ဖွင့်တန်ကိုပြောပြမှာပါ။ ARD တိုင်းဒေတာကြီးဖြာပုံမြို့နယ်အပြောင်ကျေးရွာအုတ်ချုပ်ရည်မှုဟာတဲ့ယာဒူးအာနာကိုအလွဲသုံးစားပြုမှုနေတာအပြင်နဲ့အလုတ်တာဝင်ကိုလည်းခြေပြွန်စာဆောင်ရွက်တာမရှိပါဘူးတဲ့။ဒါကိုသက်ဆိုင်ရာလူကြီးမင်းတွေကလည်းအေးအေးယူဆောင်ရွက်ခြင်းမျိုးမရှိလို့ရက်ရွာနေပြည်သူတွေမှာမချေမနှက်ဖြစ်နေကြပါတယ်တဲ့။ဒါ့အပြင်ကျေးရွာကရံမီသက်တပ်ဖွဲ့ဝင်တဦးကလည်းရွာထဲကအရွယ်မရောက်သေးတဲ့မိန်းကလေးငယ်တွေကိုစီယုံနှုံဆော်ပြီးရန်ကုန်က အထည်ချုပ်ဆက်ယုံတွေကိုပို့နေတဲ့အတွက်ဒီမိန်ကလေးငယ်တွေရှိတဲ့မိဘတွေမှာစိုးရိမ်တော့ကရောက်နေကြရပါတယ်တဲ့ကျွန်တော်တို့အပြောင်ရွာကအဖြစ်တွေကိုတက်ဆိုင်ရာကစစ်စစ်အေးအေးယူပေးပါရန်တင်ပြအပ်ပါသည်လို့ဆိုလာပါတယ်ရှင်အခုဆက်ပြီးတင်ပြမှာကတော့ရန်ကုန်အင်းစင်ရရေးလာတာပါအင်းစိန်စောပွားကြီးကုန်းရက်ွက်မာကလူလင်လန်းကရေနှုံမြောင်းကိစ္စအငင်းပွားမှုနဲ့ပတ်သက်ပြီးပြီးခဲ့တဲ့ဖေဖော်ဝါရီလ22ရက်နေ့ကမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာတဲ့ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲတွေနဲ့ဖွဲ့စည်းထားတဲ့စီမံခန့်ခွဲရေးကော်မတီရဲ့ရှေ့မှောက်မှာညှိနှိုင်းဖြေရှင်းဖို့စူးစမ်းခဲ့ပေမဲ့နှစ်ဖက်ဒီပြောဆိုချက်တွေကကွဲလဲနေတဲ့အတွက်ပြည်လဲမှုမရခဲ့တာကြောင့်နဲ့ကော်မတီကနေပြီးတော့တရားဥပဒေအရပဲဆက်လက်ဖြေရှင်းဆောင်ရွက်ဖို့ပြောဆိုပါတယ်တဲ့ဒီအငင်းပွားမှုမှာတူးဥဝမမှန်မကန်ပြောနေတယ်ဆိုတာသိတာထင်ရှားပါရဲ့နဲ့အမှုမဲ့မဖော်ထုတ်ပဲတရားရုံးကဖြေရှင်းပေးမှဆိုတော့ဒီရေတွေဝတ်ပြီးသွားရေးလာရေးနေထိုင်ရေးခက်ခဲ နောက်ချင်းတွေပေါ်လို့သွေးလွန်တုတ်ကွေး NDA ကိုနှိမ့်စင်တဲ့အမျှစိုးရိမ်နေရနောက်ရေပုတ်တွေကထွက်တဲ့အနံ့သက်ဆိုးတွေကြောင့်လဲကျန်းမာရေးထိခိုက်ဆရာတွေကိုနှိမ့်စင်ခန်းစားရအောင်ပါလားတဲ့ပြည်သူတွေရဲ့အရေးအလေးထားပြီးအမြင့်ဆုံးဖြည့်ရှင်ပေးပါရန်သက်ဆိုင်ရာတာဝန်ရှိသူတွေကို RFI ကနေတဆင့်တင်ပြလိုက်ပါသည်ဆိုပြီးရှင်းဖွင့်လာပါတယ်ရှင်တနင်္သာရီတိုင်းကရေးလာတာကိုလည်းပြောပြကြပါမယ်ဦးသိန်းစိန်ဆိုရောက်ဖွဲ့ကတဲ့တနင်္သာရီတိုင်းမှာပထမဆုံးကြိမ်ဖြစ် ကောတောင်မြို့နယ်ကဥပဒေရရှိတချို့ကိုဖေဖော်ဝါရီလ23ရက်နေ့ကအရေးယူလိုက်တယ်လို့ကြားမိပါတယ်တဲ့။ဒါပေမဲ့အရေးယူတာက နေရွှေ့ပြောင်းလိုက်တာပဲဖြစ်လို့ဥပဒေချိုးဖောက်တာတွေအများကြီးလုပ်ခဲ့တဲ့ဒီပုံကိုယ်တွေကိုဒီထက်ပိုပြီးတော့အရေးယူသင့်တယ်လို့မြင်မိပါတယ်တဲ့။အရင်ကလည်းလေယာမြေတွေကိုရောင်းစားခဲ့ရမှာလက်ငွေတွေယူခဲ့တဲ့ AR တိုင်းပသိမ်ကအာနာပိုင်ကိုနေရွှေ့ပြောင်းခဲ့တာ။ကောတောင်းအချင်းထောင်ကအာနာပိုင်ကိုလည်းမူးယင်ရန်ကားပြီးအချင်းသားတချို့တရားမှုနဲ့တခြားထောင်ကိုပို့လိုက်တာ ဒါတွေကိုကြည့်ရင်အစိုးရဖွဲ့အနေနဲ့လက်ပေးလက်ယူကိစ္စတွေကိုထိထိရောက်ရောက်ရေးယူမယ်လို့ပြောနေတာနဲ့တခြားစီလို့ဖြစ်နေပါတယ်တဲ့။နောင်လာမဲ့အစိုးရတွေအတွက်စန္ဒမူနာဖြစ်စေလိုတဲ့ဆန္ဒနဲ့ရေးသားလိုက်ရပါတယ်ဆိုပြီးရှင်းဖွင့်လာပါတယ်ရှင်။၂၀၁၄ခုနှစ်မတ်လပထမပတ်အတွက် RFA သတင်းမဂ္ဂဇင်းစီစဉ်လေးဒီမှာပြန်ဆုံပါတယ်ခင်ဗျာကြီးစုကြတဲ့ပြည်သူအားလုံးကိုအထူးကျေးဇူးတင်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ thank you